2025ခုနှစ်ဒီဇင်ဘာနဲ့စက်တင်ဘာလတွေမှာအောင်စီအောင်မောင်းနဲ့စစ်ချီတေးကိုစို့ကစစ်ခရာမှုတ်တန်နဲ့စင်မီဟီတန်ကိုကြားရဖို့ရှိပါတယ်2025ဒီဇင်ဘာနဲ့စက်တင်ဘာလတွေမှာအလန်တော်ကိုကြည်တာအတန်ကိုနားဆွအောင်စီအောင်မောင်းနဲ့အောင်လန်တော်လှင့်ပြီး စစ်ကြည်လေးကိုဆိုကစစ်ခရာမဟုတ်တယ်စစ်မီးဟိတံကိုကြားရဖို့သူတို့တော်လည်းရဟန်ကြလက်ဖြောက်လေးတီးလိုက်အန်လေးကြိတ်လိုက်အင်းဒီလက်မောင်းစားကြီးဆွဲတင်ပြီးလက်သေးလက်မောင်းတန်းလိုက်နဲ့လေတံကဇယူးလို့လို့တပင်ယူးလို့လို့နဲ့အမှန်တကယ်တော့ဘဝင်ယူးဘလို့ဘဝင်ယူးတာလဲဆိုတော့တကုတ်လက်ကတဝက်လှူပြီးတော့ယူးနေကြတာ တကူကဘယ်လိုလဲဆိုတော့ NLD မဲခိုးတဲ့တကူ NLD လက်ထဲကနေ CRP NUG ကသူတို့ကိုသူတို့တရားဝင်အစိုးရပါဆိုပြီးတော့ထပ်ပြီးခိုးတယ်တကူလက်ကတဝက်လုတယ်ဟောအဲ့ဒီ CRP NUG လက်ထဲကနေပြီးတော့ဒီဘုံကျုံအမျိုးရုပ်မြက်ကျော်တို့အဖွဲ့က NRA ဆိုပြီးထပ်ဖွဲ့ပြီးထပ်ပြီးတော့လုကြတယ်ဘဝင်ယူတွေအဖွဲ့နော်ဆိုတော့နောက်25ကနေဒီဇင်ဘာနဲ့စက်တင်ဘာတွေမှာတဲ့သူကတော့ကြီးကြီးကျယ်ကျယ်ပြောထားတာပေါ့နော်သူ့လေတန်းကိုနားထောင်ပြီးကျွန်မမရေမိအောင်လည်းစိတ်ကိုထိန်းထားရတယ်သူပြောတယ်စက်တင်ဘာလကို တလားလုံးစမ်းစစ်ကြည့်တဲ့အခါကျတော့ကျွန်တော်မြန်မာတက်မတော်ရဲ့အောင်ပွဲသတင်းတွေပဲကြားရတယ်။မြန်မာတက်မတော်ရဲ့အောင်စီအောင်မောင်းနဲ့အောင်လန်တော်လွှင့်ထိုးတဲ့သတင်းတွေသာတွေ့နေရတယ်။အထူးသဖြင့်ရှမ်းမြောက်ဒေသမှာတက်မတော်ကအောင်လန်လွှင့်ထင်းပြီးတော့နော်အကျန်းသာအကျန်းဖာသမားတွေရန်ကြောင့်ဖြစ်စည်းသွားတဲ့မြို့ရွာတွေပိတ်ခင်းရတဲ့စာတင်အကြောင်းတွေပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီးခရီးတငယ်တွေရဲ့ပညာရေးကျန်းမာရေးပြည်သူလူထုရဲ့အခြေခံလူမှုဘဝတွေကိုပြန်လည်လဲပတ်ပေးနိုင်တာပဲတွေ့ရတယ်။ဟုတ်ပြီဒါဆိုရင်အခုလက်ရှိအခြေအနေကဘယ်လိုရှိနေသလဲ။ ကျွန်မတရင်တပုတ်ဖတ်ပြရမယ်။နထိုးကြီးမှာရက်20ကြော်ကြာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစစ်တပ်နဲ့တီလာယူမုံတို့ပူးပေါင်းထားတဲ့အင်အား200ခန့်က PDF စကန်နှစ်ခုကိုတင်စီသွားကြပါလေ။မတိတာယုံမုံဆိုလို့ရှိရင်အဲ့ဒီမြင်းချံဘိုးမိုက်ခဲတို့ဘိုးသက်ကြီးတို့ယောက်ျားတံမဲ့အချိန်မရှိတဲ့ကောင်လေးကအရှင်ဖမ်းမယ်လို့အသေးဖမ်းမယ်လို့ခဏခဏပြောနေတာ။ နော်တော်ကြာနေမတိတာရွတ်မွန်ကားကိုဂျားဖြက်ကဂျားဖြက်မိုင်းဆွဲတိုက်ခိုက်လိုက်ပါပြီလို့ခြုံကူတိုက်ခိုက်လိုက်ပါပြီလို့တိတာရွတ်မွန်ကဆန့်ငင်ဆန့်ငင်ဖြစ်နေပြီအရေးပေါ်ချင်းနေဖြစ်နေပြီလို့တူတူပဲယောက်ကြားတာမဲ့ဖခါစကားပြောခဲ့ကြတာနော်အခုကျတော့နထိုးကြီးမှာတက်မတော်နဲ့မတိတာရွတ်မွန်ဦးဆောင်နေပြီသူစစ်တပ်ဖွဲ့တွေစစ်ကြောင်းထိုးနေပြီ PDF စကန်တွေတင်စီရရှိထားပါတယ်ဆိုတော့အဲ့ဘိုးမိုက်ခဲတို့ဘိုးတက်ကြီးတို့ဒီကောင်တွေကိုမတိတာရွတ်မွန်ပောက်တယ်တင်းဒီနေ့၃ခွက်လောက်ပုံမှန်တိုက်ပေးရမယ် ဒီကောင်လေးအဆင့်ကယောဂကျွန်းနေပြီဆိုတော့တနေ့တစ်ခွက်နဲ့တော့မရဘူးတနေ့သုံးခွက်လောက်ပုံမှန်တိုက်ပေးရမယ်နော်ဆိုတော့အဲ့ဒီလိုတက်မတော်ရဲ့အောင်ပွဲသတင်းပဲကြားရပါတယ်နောက်ထပ်ချင်းမီနယ်မှာတော်လိုင်းရေးတက်ဖွဲ့တဲ့ထိချုပ်ထားတဲ့ဒေသတွေကိုစက်ကောင်စီတပ်ကလေးတောင်းမှနေတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်တဲ့ TVB မှာရေးသားဖော်ပြကြတယ်ကျွန်တော်ချင်းနေနဲ့မှာလေတက်မတော်ကသူတို့အချမ်းမှန်သမားတွေရှိတဲ့နေရာမှန်သမျှကိုတက်မတော်ကလေးတောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေနိုင်တယ်တက်မတော်ကလေးတောင်းကနေရှင်းလင်းပေးနိုင်တယ်တက်မတော်ကထိုးစစ်ဆင်နိုင်နေတယ်မြန်မာတက်မတော်ရဲ့အောင်ပွဲသတင်းသာကြားရတယ် နောက်တစ်ခုစလင်းကြီးနေထဲမှာစေအုပ်စုကတဲ့အုပ်စုနှစ်စု ခွဲပြီးတော့အခွဲနှစ်ခွဲခွဲပြီးတော့ရွာစင်ပတ်မွေကစိတ်ကြောင်ထိုးနေတာကြောင့်ဒေသခံပြည်သူတပေါင်းဝဲကျော်စပီတင်းဆောင်နေရပြီးအရေးပေါ်စာနိုင်ကိခါနဲ့စေဝါအကူအညီတွေလိုအပ်နေပါတယ်တဲ့ပြည်ဖြတ်မီက MFB မှာရေးသားဖော်ပြတယ်ဒီစကိုင်းတိုင်းမှာလက်တမတော်ကထိုးစည်းစင်တဲ့အတွက် PDF တွေနဲ့သဘုံမရနဲ့သဘုံသားတွေခွဲပြေးဝပြေးပြေးနေတဲ့တဲ့တွင်ပဲကြားရတယ်နောက်ထပ် မော်စာနဲ့မန္တလေးလမ်းကအန်ယူဂျီဂိတ်ကလွှဲရင်ကျန်တဲ့ဂိတ်တွေအလုံးပိတ်သိမ်းဖို့ခရိုင်ပကဖကညွှန်ကြားပါတယ်။ဒါရောင်းသားချင်းချင်းခွဲဆောက်ခုတ်တယ်ဆိုတာဒါမျိုးကိုခေါ်ပါတယ်။နော်ထပ်ပြီးပြောပါမယ်။မော်ရွာနဲ့မန္တလေးလမ်းမှာအန်ယူဂျီရဲ့ဂိတ်ကလွှဲရင်ဂိတ်ဆိုတာပတ်စံတောင်းတဲ့နော်သုံးပေတဂိတ်အဲ့ဒီဂိတ်တွေကလွှဲရင်ကျန်တဲ့ဂိတ်တွေအကုန်လုံးပိတ်ရမယ်လို့ခရိုင်ပကဖကညွှန်ကြားတယ်ဆိုတာဒါရောင်းသားချင်းချင်းခွဲဆောက်ခုတ်တယ်လို့ခေါ်ပါတယ်။နောက်ထပ်တဲ့ စစ်ကောင်စီနေပြည်တော်အောင်နဲ့ရခိုင်ပြည်တန်တွဲနဲ့ကွာမြို့နယ်အနီးကပင်လယ်ပြင်မှာငါးဖန်းခွင့်ကိုအေအေကအကန့်အသတ်မရှိပိတ်ပင်လိုက်ပါတယ်တဲ့ဆိုတော့ရခိုင်ပြည်တန်တွဲနဲ့ကွာမှာလဲတက်မတော်ကစီးရေးလှုပ်ရှားမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုကြားသိရပါတယ်နောက်တဲ့သတင်းတစ်ပုဒ်ဖတ်ပြပါမယ်ချောင်းမြုံနယ်ဘုံတို့ရဖြစ်စဉ်ဟာပြည်ပဆိုင်ရာစစ်ရွာစုမှုဖြစ်ပြီးတော့စစ်အုပ်စုအနေနဲ့တာဝန်ခံရမယ်လို့လူခွေရဲတကြလှှချတဲ့သူတွေကပြောပါရဲ့တကယ်လို့ခမန်းလူကတော်လန်ပုံကံမဲ့ဆန္ဒပြမယ်ဆိုရင်ဘာကြောင့်ကလေးတွေကိုလူသားတိုင်းအဖြစ်ခေါ်ခဲ့တာလဲ ဘာကြောင့်လူမမယ်ကလေးတွေကိုလူသားတိုင်းဖြစ်အသုံးချခဲ့တာလဲဒီအတွက်ခလားတို့တောင်းရင်ခံရမယ်အဲ့ဒီ၆ဦးမြို့နယ်ဘုံတို့ရဖြစ်စဉ်နဲ့တစ်ချိန်တည်းမှာပဲရန်ကုန်မှာစီရပြမဲ့ရှိခုကိုရန်ကုန်တိုင်း PD ရဲ့အဖွဲ့ကရှင်းလင်းနိုင်ခဲ့ပါတယ်ဆိုပြီးတော့ခမားတို့ BBC မှာရေးသားဖော်ပြတယ်ခမားတို့အောင်ပွဲခံတယ်ခမားတို့ပြောတယ်စီရပြမဲ့ရှိခုဆိုတာကရက်ကျင်းအုပ်ချုပ်ရေးမှုရုံးနေဖြစ်တယ် ရဲကြီးအုပ်ချုပ်ရေးမှူးရုံးနေဆိုတာကလက်နက်မဲ့အရက်သားပြည်သူတွေကိုတရားဥပဒေစိုးမိုးရေးအတွက်ဝန်ဆောင်မှုပေးတဲ့နေရာဖြစ်တဲ့အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာဖြစ်တယ်။အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာကိုခမည်းတော်ကစစ်ရေးပြတ်မှတ်လို့အတုံးချပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒါစစ်ရာဇဝင်မှုရောက်ပါတယ်။နောက်ထပ်ပြန်ပြောချင်းမီနဲ့ဟာခါမျိုးရဲစခန်းကိုအထူးမရှင်ဖြစ်စင်းလေးဝင်ရောက်ပြီးတော်လိုင်းရဲတပ်ဖွဲ့ကရဲဘော်တွေအပါအဝင်စုစုပေါင်း15ဦးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်တဲ့။ အာဆိုတော့တို့က James Bond ရုပ်ရှင်တွေပါကြီးကြည့်မှာဖြစ်မှာပေါ့ဗျာဆိုတော့အထူးမရှင်ဖြစ်ချင်းပြည်နဲ့ဟာခါမျိုးရဲစခန်းကိုတို့ကစီးနင်းဝင်ရောက်ပြီးတော့တို့ PDF တွေကိုပြန်ပြီးကယ်လိုက်တယ်ဒါဆိုရင်ဟိုတော့လူအောင်ကြအစွန်ဖျားကချင်းပြည်နယ်ဟာကရဲစခန်းကိုအထူးမရှင်အဖြစ်အဲ့ဒီလိုမျိုးတောင်းပေါက်ကြမယ်စာတော့ဆင်းစုကြည့်တော့ပြီးကယ်လိုက်ကြပါလားခင်ဗျားတို့စပြီးတော့လက်သုံးချောင်းထောင်ပြီးလမ်းမပေါ်ထွက်ပြီးအော်ကဲတော့ကအမေစုနဲ့တမရာကြီးချက်ချင်းလို့ချက်ချင်းလို့လို့အဲ့ဒါခင်ဗျားတို့ရဲ့နံပါတ်1ဦးစားပြီးရွယ်ချက်အ ဲ့ဒီနောက်ကြမှာသာ Federal Army တို့ Federal ပြည်ထောင်စုတို့ Democracy Federal တို့ Federal Democracy ဆိုပြီးတော့နောက်ပေကနိုင်ငံသမားတွေရဲ့သွေးထိုးလှုပ်ဆောင်မှုတွေပါလာတာခမရပထမဆုံးစလက်သုံးချောင်းထောင်းလမ်းမပေါ်ထွက်ဒူကြီးအော်တို့ကအမေစုနဲ့တမလာကြီးချက်ချင်းလို့ချက်ချင်းလို့ နော်ဆိုတော့အခုချင်းပြည်နယ်ဟာခါမြို့ရဲစခန်းကိုနော်အထူးမစ်ရှင်အဖြစ်စီနင်းဝင်ရောက်ပြီး PD ရဲ့ရဲဘော်တွေကိုကယ်ဆယ်သလိုပဲခင်ဗျားတို့တိုက်ပြီးတော့အရေးချင်းရှိနေတယ်ခင်ဗျားတို့တိုက်ပြီးတော်နေတယ်ခင်ဗျားတို့တိုက်ပြီးတော့နေနေတွေတိမ့်နိုင်နေတယ်နော်အဲဆော်ဝေဆိုးပြောတယ်လို့မလေးရှားနိုင်ငံအကျယ်ဝန်းလောက်ထိန်းချုပ်နိုင်နေတယ်ဆိုရင်ပြီးပြီးတော့အကျင်းထောင်ကိုဖောက်ပြီးတော့ဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုကဲလိုက်ပါလို့တိုက်တွန်းချင်ပါတယ်။ကဲမလို့ဈေးကုန်ရဲစခန်းကိုပြန်ဆောက်ဖို့အတွက်စစ်အုပ်စုကလုပ်ငန်းရှင်တွေကိုခေါ်ပြီးဝင်ညှိနေပါတယ်။ အဲ့ဒီဈေးကုန်းရဲစခန်းဆိုတာကဈေးကုန်းရဲစခန်းကိုတိတ်လိုက်ပါပြီဆိုပြီးတော့မစားရောက်ဝက်ကမန်းနေနော်အားရဝမ်းတာတွေပျော်ကြွှင်ကြပြီးတော့အချက်ဖက်သမားတွေဖြစ်စည်းလို့ပြည့်စည်သွားတယ်ရဲစခန်းနော်အခုအချက်ဖက်သမားတွေတိမ့်ပြီးလို့တိမ့်တာမဟုတ်ဘူးတို့ကဖြတ်တာနော်အချက်ဖက်သမားတွေဖြတ်လို့ပြည့်စည်သွားတယ်ဈေးကုန်း ကက်မြူမြူနဲ့ဇီကုံးရင်းစကန်ကိုတမရကပြန်လဲထိထုတ်ပြီးတော့နော်။ဟာပြန်လဲတိစောက်နေတယ်။အဲ့ဒါကိုဘာပြောလဲ။ဇီကုံးရင်းစကန်ပြန်ဆောက်ဖို့အတွက်စစ်အုပ်စုကလုပ်ငန်းရှင်တွေကိုခေါ်ပြီးငွေညှိနေပါတယ်။ဘာကြောင့်ပြန်ဆောက်ရတာလဲ။နင်းတို့ရဖတ်သမားကြီးမြို့သိန်းတိုက်ခွဲဆိုပြီးမြို့ဖြစ်လိုက်လို့ညနှိုးကြောင့်ပြစ်စီသွားလို့ပြန်ဆောက်ရတာလေ။ဘာကြောင့်စကားကိုကလင်ကကြပြောနေကြတာလဲ။နောက်ထပ်မြောင်နယ်ဇေယကုန်းရွာကိုစစ်အုပ်စုကလေကြောင်းကဘုံကျဲတဲ့အတွက်ဒေသခံ20ထိခိုက်ဒဏ်ရာရပါတယ်။အဲ့ဒီမြောင်ဆိုတာက အန်ယူဂျီပညာရေးဝန်ကြီးဌာနအန်ယူဂျီပညာရေးဝန်ကြီးယုံခွင့်မယ်လို့ပြောခဲ့တဲ့နေရာအခု2025တလပိုင်းတုန်းကလွင်ကိုလက်ပြောတယ်အန်ယူအန်ယူဂျီပညာရေးဝန်ကြီးယုံစောက်မယ်ဆိုတဲ့နေရာဖြစ်ပါတယ်เนาะဆိုတော့မြောင်းမှာလဲတက်တော်ကထိုးစစ်စင်ပြီးအောင်ပွဲစင်နေတယ်ဝရန်ပြည်မျက်ကြော်ပြောတယ်အောင်စီအောင်မောင်းနဲ့စစ်ချီသေးကိုမှုပြီးတော့စစ်ခရာမှုပြီးတော့စစ်မီဟီတန်တွေမချရသေးပါဘူးရှင်နောက်ထပ်တဲ့တင်ပေါ့ မဝေးတိုင်းနဲ့မြိုင်နဲ့ပေါက်နယ်မှာလေချောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အတွက်နှစ်ဖက်အတွင်းမှာဒေသခံလေးဦးထပ်မင်းနဲ့တင်ဆုံပါတယ်။အဲ့ဒီမကွေးတိုင်းမြိုင်နဲ့ပေါက်ချားမှာတရပင်ကရင်းနေမြေလက်ပံတို့ရင်းနေမြေဖလန်ကရင်းနေမြေဆိုပြီးရင်းနေချင်းတွေရှိရဲ့အဲ့ဒီမှာတော်လန်ရေးအမိခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ပြည်သူအုပ်ချုပ်ရေးတပ်ဖွဲ့တွေကပြည်တစားခံ15ခံဖွင့်ပြီးတော့ CDN လုတ်သွားတဲ့ဝန်ထမ်းတွေနဲ့အင်မတန်မှရိုးသားသောအညာသူလေးတွေပို့တပည့်ဆိုင်မှာသွယ်ထုတ်အလုပ်လုပ်ရမယ်လို့လိန်လေခေါ်ဆောင်ပြီး ြည်ထစာခန်းကြီးအဖွင့်အလင်းကျုံဖြစ်အသုံးချနေတဲ့နေရာဖြစ်တယ်အဲ့ဒီပြည်ထောင်စုခန်းဒီမှာเนาะအန်ယူဂျီကဝင်ကြီးတွေ KIA ကဒူဝါတို့ဒူချုံတို့လာလို့ရှိရင် CDM မိတ်ကလေးတွေ PDM မိတ်ကလေးတွေကเนาะလိမ်မယ်ဖြစ်ဖြောပြေရပါတယ်အဲ့ခံရပါတယ်ဆိုတဲ့အကြောင်းကိုအောင်စော်တို့ AIA သတင်းဌာနကအညာဒူပိုင်းဆိုရယ်ခေါင်းစဉ်နဲ့ဖော်ပြခဲ့တာဖြစ်တယ်ဒီနေရာဒီချိန်ဒီသတင်းကိုဒီနေ့အချိန်ထိအမျိုးသမီးရေးတက်ကြွားလို့ရပါတယ်ဆိုတဲ့အဖွဲ့တွေလူခုခွန်ရေးတက်ကြွားလို့ရပါတယ်ဆိုတဲ့အဖွဲ့တွေဗဇက်ပေါက်ပိတ်နေကြပါတယ် ဒီသတင်းတွေအကုန်လုံးမှာတက်မတော်ကအောင်ပွဲဆင်ပြီးတော့အကျန်းဖက်သမားတွေခွေးတွေဝက်တွေတင်းနေတာပဲတွေ့မြင်ရပါတယ်ဆိုတော့ဘုံကြုံအမျိုးရုပ်မြက်ကြော်ပြောတဲ့2025ဒီဇင်ဘာမှာအောင်စီအောင်မောင်းတဲ့စစ်ခရီးတွေဘလို့မှုတ်ပြီးတော့စစ်မြင်းတွေဘလို့အေးမလဲဆိုတာဟာဆက်လက်ဆောင်ရွက်ကြည့်ရှုနေပါမယ်။